မင်္ဂလာပါဆိုတော့ကျွန်တော်တို့ရဲ့ Diamond News Program Season 2ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်ကတော့ Grand Diamond မြန်မာမှာကြွေရင်ဖြစ်ပါတယ်အမမိတ်ဆက်ပေးပါဦးမမင်္ဂလာပါ Grand Diamond ကဝေပါရှင်ဆိုတော့ကျွန်တော်တို့ Diamond News Program ကအရင်စီစဉ်နေကြည့်ပြတဲ့သူတွေဆိုရင်တော့သိတယ်။ဟုတ်ကဲ့။အဲကျွန်တော်တို့ရဲ့အဓိကရွေးချက်ကဒီ program ရဲ့အဓိကရွေးချက်ကကျွန်တော်ဒီစိန်လောကထဲမှာ ဖြစ်ပြနေတဲ့ဒီနိုင်ငံတကာမှာကိုဒီ local ထဲမှာကိုဖြစ်ပြနေတဲ့စိတ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေနောက်ပြောင်းလဲမှုတွေတည်ထားတဲ့အရာတွေတော့ကျွန်တော်တို့အမားနှစ်ယောက်ကသွေးနေသွေးနေသွားကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ကိုရင်အမား broken link နဲ့ပတ်သက်ပြီးလည်းပြောပြပေးပါဦးဟုတ်ကဲ့အမားတို့ဒီ diamond new program season 1မှာဆိုလို့ရှိရင်အဓိက rubber boat တွေ changes ဖြစ်တယ် pricing different ဖြစ်တဲ့အကြောင်းတွေအမားတို့ဆွေးနွေးပြီးသွားတယ်ပြီးလို့ရှိရင် product နဲ့ pricing နဲ့မှာဘယ်ဟာကိုဦးစားပေးရွေးချယ်တင်တယ်ဆိုရဲ့အပိုင်းလေးတွေမှာတော့အခြေတင်ဆွေးနွေးခဲ့ချရတယ် ယ်ပြီးတော့နောက်တစ်ခုကကျတော့အမတို့အဓိက natural diamond ရဲ့ value တစ်ခုကိုပြောင်းပြတ်မသွားဘူးဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့လည်းအမတို့ဆွေးနွေးပေးကြရဲပေါ့နော်ဆိုတော့ကိုရင်းကြီးတို့ season 2မှာဆိုလို့ရှိရင်ဘယ်ပိုင်းကဏ္ဍလေးပါမယ်ထင်လဲအမဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ season 2မှာတော့အပိုင်း3ပိုင်းပေါင်းမှာဖြစ်ပါတယ်ဆိုတော့ပထမပိုင်းကတော့ကျွန်တော်တို့ဒီ diamond news program ရဲ့ ထုံးစံတိုင်းပဲကျွန်တော်နိုင်ငံတကာသတင်းတွေပါမယ်လိုကယ်ထဲမှာဘယ်လိုပြောင်းလဲမှုတွေအပြောင်းလဲတွေဖြစ်နေလဲဒါနဲ့ပတ်သက်ပြီးတော့အကြည့်ရှုသူအနေနဲ့အထူးသဖြင့်စိန်ကိုကြိုက်နေတဲ့တဲ့တွေနဲ့တည်ထားတဲ့အကြောင်းလေးပါမယ်ပေါ့နော်နောက်ဒုတိယပိုင်းကတော့ကျွန်တော်တို့ဒီတစ်ခေါက်ဘာလေးစဉ်းစားထားလဲဆိုတော့အဲကျွန်တော်ဒီ grand name page ပေါ့နော်အထူးသဖြင့်ကျွန်တော်ဒီ grand name page မှာအမြင်နဲ့လာပြီးမေးနေကြမေးခွန်းလေးရှိတယ်ဟုတ်တယ်ဒါလေးကိုကျွန်တော်တို့ကနှစ်ပိုင်းခွဲပြီးတော့ဒုတိယပိုင်းမှာတော့ကျွန်တော်တို့က 4C နဲ့ပတ်သက်တဲ့ အကြောင်းလေးတွေဒါတွေကိုကျွန်တော်တို့စုပြီးတော့အဖြေပေးသွားမယ်ဟုတ်ကဲ့ကိုရင်အဖြေပေးမယ်ဆိုတော့အမကျွန်တော်တို့ဆွေးနွေးမယ်ပေါ့နော်ဆွေးနွေးသွားကြမယ်နောက်တတိယပိုင်းမှာတော့ကျွန်တော်တို့ customer အများစု4စီနဲ့မှမဟုတ်ဘူးပေါ့နော်လူအများစု စိတ်ပူတတ်ကြတယ် ကစားမရင်ထဲမှာအမြင်နဲ့ရှိရ worry စပေါ့နော်အဲ့ဒီနဲ့ပတ်သက်တဲ့မိကုံးလေးတွေကိုကျွန်တော်တို့စုစည်းပြီးတော့တင်ပြသွားကြမှာဖြစ်ပါတယ်မှဟုတ်ကဲ့ပါကိုကြီးဒါဆိုတို့တွေပထမပိုင်းလေးစလိုက်ကြရအောင်ဟုတ်ကဲ့ပါเนาะโอเคဆိုတော့ပထမပိုင်းကတော့ကျွန်တော်တို့နိုင်ငံနိုင်ငံတကာသတင်းတွေနဲ့ပတ်သက်တဲ့အပိုင်းမှာဆိုတော့ကျွန်တော်ဒီတစ်ခေါက်မှာတော့ Diamond News Program နိုင်ငံတကာသတင်းထံသတင်းကဏ္ဍမှာအဲကျွန်တော်ကဒီတစ်ခေါက်စိန်လောကနဲ့ပတ်သက်ပြီးတော့အပြောင်းလဲအကြီးကြီးမားဖြစ်နိုင်တဲ့ကျွန်တော်တို့တိတ်မကြခင်တိတ်မကြသိမိကပဲအဲကျွန်တော်ဒီစိန်လောကမှာမှာဟုတ်တယ် အေးနိုင်ငံတကာစိန်လောကမှာလွှဲမိုးမှုအကြီးဆုံးပုဂ္ဂိုလ်နှုတ်ဦးဖြစ်တဲ့ကျွန်တော်တို့ဒီစိန်ဈေးကွက်ကိုစိန်တို့တက်မှတ်ပေးနေ rubber boat ပေါ့နော် rubber boat ကုမ္ပဏီရဲ့ဥက္ကဋ္ဌကြီးကျွန်တော် Martin rubber boat နဲ့နောက်ကျွန်တော်တို့ဒီစိန်လောကရဲ့ control အများဆုံး market control အများဆုံးပြောမှာပေါ့မှာဟုတ်ကဲ့ဒါ DBA group ရဲ့ CEO Elko ပေါ့နော်သူတို့နှစ်ယောက်က rubber boat breakfast ဆိုပြီးတော့ဆွေးနွေးမှုတစ်ခု လုပ်ခဲ့တယ်ဗျဆိုတော့အဲ့ဒီဆွေးနွေးမှုကိုကျွန်တော်တို့နားထောင်ကြည့်တဲ့အခါမှာอืม တို့ဆွေးနွေးသွားတဲ့အရာတွေကကျွန်တော်တို့တိတ်မကြခင်ကာလတစ်ခုမှာဒီစိန်လောကမှာအပြောင်းလဲတစ်ခုခုဖြစ်တော့မယ်ဆိုတာကိုမိမောင်းထိုးပြနေတယ်လို့ပဲနော်မိမောင်းထိုးပြတယ်ဖြစ်ခဲ့တယ်ပေါ့ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဒီနေ့ season 2မှာ အဲ့ဒီဆွေးနွေးပွဲမှာဘာလီဘလိုဆွေးနွေးခဲ့သွားတယ်ဘာလီဘလိုဆွေးနွေးသွားကြတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်နှစ်ချုပ်ပြန်ပြီးတော့ပြောပြပြမှာဖြစ်ပါတယ်ဟုတ်ကဲ့ကောင်းပါတယ်ခင်ဗျဟုတ်ကဲ့ပါခင်ဗျဆိုတော့မှပရမောင်သုံးချက်အနေနဲ့အဓိကသွားပြီးတော့ဆွေးနွေးသွားတာကကျွန်တော်တို့ဒီ2018ခုနှစ်လောက်ကပေါ့နော် DBS တင်နေကျွန်တော်ဒီ lab time ပေါ့ဗျာလူလုံးစိန်ကိုထုတ်လုပ်တဲ့အဲကျွန်တော် light box time company ခေါ်တာပေါ့အဲ့ဒီ company အဲ့ဒီ2018ခုနှစ်လောက်ကတည်ထောင်ထားတဲ့ company ကိုဖျက်သိမ်းလိုက်ပြီဆိုတော့ strategy ဟုတ်ကဲ့ ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဘာလို့ strategy လို့ပြောလဲလေဆိုတော့ကျွန်တော်ဒီမှာပြန်ပြီးတော့ရှင်းပြခြင်းပါဟုတ်ကဲ့ဆိုတော့မှမေလလောက်ကဖြစ်မယ်ထင်တယ်ကျွန်တော်ကတရင်ဖက်ရတာပေါ့နော်အဲ live box diamond ကို DBS ကပိတ်သိမ်းလိုက်ပြီဆိုတော့ဟမ်ဆိုတော့သူတို့အနေနဲ့ကျွန်တော်တို့ဒီတဘာဝစိန်ဈေးကွက်လိုပဲ DBS နေတဲ့ market control မလုပ်နိုင်တော့လို့များဒီ live box diamond ကိုဖျက်သိမ်းလိုက်တာလားပေါ့နော်ကျွန်တော်အဲ့တုန်းကတွေးလိုက်မိသေးတယ်အဲပြီးတော့မှကျွန်တော် Tokyo ကိုနောက်ထောင်ပြီးလိုက်နောက်ထောင်ပြီးတော့မှ အဲငါတော်တော်လွယ်လွယ်သုံးပြချက်ချမိလိုက်တာပဲပေါ့နော်ဟုတ်ကဲ့ဆိုတော့ကိုတိတဲ့ညံတတော်တမိုင်လောင်းတွေကိုအလွယ်သုံးပြချက်ချမိလိုက်တာပဲပေါ့တကယ်ကြတော့ပြန်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်မိုင်အဲလက်ဒိုင်းမိုးနေတစ်ခစ်ပြန်ပြီးတော့ထားတဲ့ဟုတ်ကဲ့အဲကျွန်တော်ဥမာထားပါတော့လက်ဒိုင်းမိုးနေစပေါ်တဲ့ကာလမဟုတ်သေးဘူးကျွန်တော်တစ်ခစ်ပြန်ထားတယ်ဆိုတော့လက်ဒိုင်းမိုးကိုဈေးနှုန်းတက်တက်တတာနဲ့ဟုတ်ကဲ့ထုတ်လို့လို့ရနေပြီဆိုတဲ့အချိန်ကာလကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်အဲ့အချိန်လောက်မှာလက်ဒိုင်းမွန်းနေ sorry အဲ့အချိန်လောက်မှာ light box ထိုင်မွန်းနေကစပြီးတော့ထုတ်လို့တယ် ်ပေါ်တယ်ဆိုတော့သူတို့ DBS နေအဲ့ဒီကာလာတော့ကဒီ light bulb တိုင်းမို့ lamp တိုင်းမို့နေကိုတက်ကရက်ကိုဒေါ်လာ800ဝန်းကျင်လောက်နဲ့ဆိုတော့ကျွန်တော်မြန်မာဝန်းနဲ့ပြောမယ်ဆိုလို့ရှိရင်သိန်း30ကျော်ကျော်ဝန်းကျင်ပေါ့နော်အဲ့လောက်ဖြစ်အောင်သူတို့ကဈေးနှုန်းကိုချပြီးတော့ရောင်းတယ်ဟောသူတို့ကချပြီးရောင်းနိုင်တယ်ဒီမှာသူတို့ကလာပြီးဆိုကြတဲ့ investment တွေကကြီးတယ် massive production တွေအထုတ်လုပ်ရတဲ့အတွက်ကြောင့်သူတို့ကဈေးချမယ်ဆိုလဲသူတို့ကချပြီးတော့ရောင်းနိုင်တယ်ဟုတ်တယ်ဆိုတော့ DBS ဆိုကုမ္ပဏီမျိုးတော်မှဒီလို background background diamond တွေကိုဈေးချပြီးရောင်းနိုင်ဆိုကြတဲ့ကျန်တဲ့သူတွေအနေနဲ့သူတို့လိုက် ြီးတော့မချလို့မရဘူးဟုတ်တယ်ဒါပေမဲ့မှအခုကာလမှာကျွန်တော်တို့ဒီ lap time ဥမာထားပါတော့အဲ CVD ပဲထားပါမှာဟုတ်ကဲ့ CVD တက်ကြရဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာငွေ70သိန်းဝင်ချင်းဟုတ်ပြောရမယ်ဆိုလို့ချင်းဒေါ်လာ30 ြောရမယ်ဆိုလို့ရှင်ဒေါ်လာ30လောက်ဆို300 350ဝန်းကျင်ပေါ်မှာဆိုတော့တထောင်ပိုးကျိုက်တဲ့လောက်ယူဆိုတော့ပုံစံမျိုးပြစ်သွားတာပေါ့နော်ဆိုတော့ DBS ဒီသူကလုံးဝ market ကြီးနှစ်ခုခွဲခြားလိုက်တဲ့ပုံစံမျိုးဟုတ်ကဲ့အဲ့ဒီအနေထားလောက်လောက်ရောက်ပြီဆိုတော့ဒုက္ခနဲ့ lab time မထုတ်လုံးပို့ရက်ချပလိုက်ပေါ့ဟုတ်ပြောရမယ်ဆိုနည်းနည်းတော့ကြောက်ဖို့တော့ကောင်းတယ်တော်တော် smart ဖြစ်တဲ့ move တစ်ခုလိုပဲပြောရမှာပေါ့နော်ဆိုတော့ကျွန်တော်ဒီ talk show ထဲမှာဘာလေးသွားပြီးတော့အဲဖတ်ဖတ်မိတယ်လဲဆိုလို့ရှင်အဲတဘာဝသိင်ဆိုတာတဲ့ လွန်ခဲ့တဲ့နှစ်ဘီလီယံနဲ့ချီပြီးတော့ကမ္ဘာမြေမြေကမ္ဘာမြေမြေတပင်အောက်မှာရှိနေတဲ့ယတနာတစ်ခု ਨੇ အဲလွန်ခဲ့တဲ့နှစ်ပတ်လောက်ကတရုတ်နိုင်ငံဘယ်နာမှမသိတဲ့စိတ်ယုံတစ်ခုမှထုတ်လုပ်လိုက်တဲ့ lab time moon နဲ့ဆိုတော့ရှင်းစရာရမဟုတ်ဘူးဆိုပြီးပြောသွားတဲ့အရာတစ်ခုပေါ့နော်ဟုတ်ကဲ့ဆိုဆိုတော့ကျွန်တော်ဒုတိယအချက်အနေနဲ့ဒုတိယအချက်အနေနဲ့ကတော့ကျွန်တော်ရှင်းပါတယ်ဆိုတော့ဒီတဘာဝစိန်တွေကိုကျွန်တော် ထို့အရင်ကာလာတုန်းကတဘောဝစင်တွေစပြီးပေါ်တဲ့အချိန်ကလည်းမျိုး marketing investment အများကြီးလုပ်ပြီးတော့ကျွန်တော်တို့ဒီလွန်ခဲ့တဲ့ဆယ်စုနှစ် ticket ဝင်ကျင်မှာပေါ့နော်လောကမကြုံဘူးတဲ့ marketing investment တွေအများကြီးလုပ်ပြီးတော့တဘောဝစင်တွေ market agree ပေါ့နော်ဈေးကွက်ပြန်လဲမြင့်တင်မယ်ဆိုတဲ့အကြောင်းကိုအဓိကပြောသွားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပြန်ပြီးတော့ပြန်တန်းတကြည့်မယ်ဆိုလို့ချင်းကျွန်တော်တို့အဖေမေတွေခေတ်တော့ကျွန်တော်တို့ဘိုးဘွားတွေခေတ်တော့ Diamonds are forever ဆိုတဲ့ slogan နဲ့ marketing လုပ်ခဲ့တဲ့လိုမျိုးပေါ့နော်အခုလည်းတိတ်မကြခင်နှစ်ကာလမှာဒီ DBS နေနဲ့တဘာဝစင်တွေကို market investment တွေအများကြီးလုပ်သွားမယ်ဆိုတာကို DBS company ရဲ့ CEO ကပြောတော့တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြန်ပြီးစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်နောက်လာမယ့်နှစ်ကာလအပိုင်းခြားတစ်ခုမှာဟုတ်ကဲ့ဒီတဘာဝစင်တွေရဲ့ပေါ့နော်စင်းတော့ကအခုတိုင်းလေးပဲ stable ဖြစ်နေမလားအပြောင်းလဲလေးဖြစ်သွားမလား ော်ဒါနဲ့ပတ်သက်ပြီးတော့ဒါတော်တော်လေးမိကုံးထုတ်เสียရလေးရှိတယ်ပေါ့နော်ဒါဒီစိတ်ဝင်စားဖို့လည်းကောင်းဟုတ်တယ်မှာဒါဒီဆွေးနွေးပွဲမှာပြောသွားတဲ့အကြောင်းအရာလေးပေါ့နော်နောက်သုံးတစ်ချက်အနေနဲ့ကျွန်တော် note လုပ်လိုက်တဲ့အရာလေးပေါ့နော်ဆိုတော့သူကအဓိကအပြင်ဒိုင်မိုးနေရဲ့တဘောဝစိန်နေ origin ပေါ့နော်ဆိုတော့ဒါကမှားရင်ဒီတဘောဝစိန်တွေကိုဘယ် mind twin ကနေဘယ်နိုင်ငံရဲ့ဘယ် mind twin ကနေ ထုတ်လုပ်ခဲ့ပါတယ်ဆိုတဲ့ origin ပေါ့နော်ဟုတ်ဆိုတော့ဒါကဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ကျွန်တော်တို့မြန်မာနိုင်ငံမှာဒါဒီစိန်အတုနဲ့အစ်စ်ကပြဿနာဖြစ်နေနိုင်ငံသားမှာဒီဒုစင်ပြဿနာမရှိတော့ပြဿနာမရှိဘူးဟုတ်မရှိတော့အဲသူ့ဘာသူဒီဆိုင်မှာက lab time မို့ရောက်မယ်အဒီဆိုင်မှာသဘောဝဆိုင်ရောက်မယ်တခါတလေမှာတဆိုင်နဲ့ကိုနှစ်ခုတည်းရောက်ကျင်လဲရောက်ကျင်လဲရောက်နေမယ်ဒါသဘောဝဆိုင်ဒါလက်ဒိုင်းမွန်ကြိုက်တာယူဟုတ်တယ်ကြိုက်သူလို့သွားစေ ကိုတက်နိုင်တဲ့ဘက်မှာလာကြိုက်တယ်ခါကြီးဝယ်သူရဲ့ဆုံးဖြတ်ချက်ပဲလေအမှန်ပဲမှာသူ့ရဲ့အကြိုက်ပဲလေအမှန်မှာဒီမှာကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းမျိုးအတုဆေးပြဿနာရှိမတင်ဘူးအဲဒါပေမဲ့သူတို့စီမှာကျတော့အဓိကပြဿနာကဟိုအရင် ethical ဖြစ်တဲ့နိုင်ငံတွေနိုင်ငံကြီးသားပုံနိုင်ငံကြီးသားတွေဖြစ်တဲ့အတွက်ကြောင့်သူတို့တံမိုးထားပြီးဝစ်ဆင်မဲ့ဒီယန္တနာတစ်ခုကဟုတ်ကဲ့အဲကျွန်တော်တို့ဘယ်လိုပြောအောင်မလဲ conflict free time ပြောရမှာပေါ့နော် conflict မရှိတဲ့ time တနည်းအားဖြင့်မှရကျွန်တော်တို့အခုတခါလေတဘောစိန်တွေထုတ်လွှင့်တဲ့အခါမှာအရင်ဝင်ခွင့်ကြီးကြများတယ်တဘောပုံဝင်ကြီးထိခိုက်မှုလည်းများတယ်အဲ့ဒီကြားထဲမှာအသက်ဆုံးရှုံးတာတွေဖြစ်တတ်တယ်ပေါ့နော်အဲ့ဒီခါမှာဒီ time နေသည်တကယ်ကို ethical judge legitimation ခေါ်တာပေါ့နော်တရားဝင်တရားဝင်သတ်မှတ်ထားတဲ့မိုင်းနေရနေထုတ်ထားတဲ့တဘောစိန်တွေလားထုတ်လွှင့်တဲ့အခါမှာဟိုအသက်အိုးနေဆုံးရှုံးသွားတာမျိုးဒါမှမဟုတ် ဒီလှုပ်မဲ့လှုပ်တွမ်းမိုင်းတွင်းသားတွေကိုမတရားသဖြင့်ခေါင်းဖို့ဖျက်ပြီးတော့ဟိုလှုပ်ထားတဲ့တူတူဖော်ထားတဲ့သဘောဝစင်တာဒါကိုသူတို့ကအရင် serious ဖြစ်တယ်ဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့ဒီမင်းသားလီယိုနာໂດရိုက်ထားတဲ့ black diamond ကားထဲမှာဆိုဒါဒီအကြောင်းပပပပပပေါ်ပြတာပေါ့နော်ဆိုတော့ DBS နေနဲ့ဘာကိုသူတို့က provide လုပ်မိမယ်ဆို okay ဆိုတော့ဒီစိန်တွေကိုကျွန်တော်တို့ဘာနဲ့သွားတူမလဲဆိုတော့ GIA ကနေ certification ထုတ်ပေးသလိုပဲဒီစိန်တွေရဲ့ trace ပေါ့နော်ဘယ် mind တွင်းကနေတွေ့ပြီးတော့ market တွေကိုဘယ်လိုရောက်လာတယ်ဘယ်နိုင်ငံမှာတော့ဒီစိန်တွေကိုထားပါတော့ကျွန်တော်တွေးခဲ့တယ်ပြီးဘယ်သူစီကနေစင်ရောက်ဘယ်သူစီကနေစင်နောက်တခြားသူစီကိုရောက်သွားတယ်သတ်သက်ပြည့်ဒီစိန်တွေ tracer လို့ရတယ် tracer ဆိုရက် digital platform တခုတို့စပြီးတော့ဖန်တီးနေ testing ဟုတ်တယ်မတက်စင်စနေပြီဟုတ်ကဲ့ဆိုတော့နောက်ပိုင်းမှာဆိုလို့ကျွန်တော်တို့စိန်ပွင့်နေရပုံပြနေပြောမယ်ဆိုအခုကတည်းကတော့ကျွန်တော်တို့တချို့ GIA certificate တွေမှာပါနေပြီနော်ပါနေပြီပါနေပြီဒီမှာဘယ်မိုင်းကထုတ်ပါလဲဟုတ်တယ်မှာ ဘယ်မိုင်းကထုတ်ပါလဲဘယ်နိုင်ငံကထုတ်ပါလဲဆိုတာမျိုးပါနေပြီဆိုတော့နောက်ပိုင်းမှာတော့ကျွန်တော်တို့အလွယ်တကူအဲ့နဲ့ပတ်သက်ပြီးတော့အဲစစ်ဆေးလို့ရမယ်ဆိုတော့သဘောမှရှိတာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီသတင်းနဲ့ပတ်သက်ပြီးတော့အချုပ်အားဖြင့်ကျွန်တော်ပြောရမယ်ဆိုလို့ချင်းပေါ့ဒီစိန်လောကမှာအထူးသဖြင့်ဒီလိုမျိုးနိုင်ငံတကာစိန်သေးဘက်ကိုဥဆောင်နေတဲ့ market leader တွေကအစတဘောဝတ်တွေရောင်းချရတဲ့သူတွေကကျွန်တော်တို့ဘာလို့ပဲဥစားပေးတယ်လဲဆိုရင် တမတမက်ကြဖို့ဟုတ်တယ်အတိတ်ကဖြစ်ကိုဖို့ပဲဖြစ်ဖို့ပဲဥသာပေးမှာဥသာပေးကြတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ဟုတ်ကဲ့ဆိုတော့အမရေတေးကြရဒီလောကမှာလည်းဒီယတနာလောကမှာလည်းအတိတ်မရှိရင်သွားတာပဲလीဆက်ရှုံးတာပဲနော်ကျွန်တော်တို့လောဘကြည်လို့မရဘူးမတော်လောဘပေါ့နော်မတော်လောဘထားလို့မရဘူးမတော်လောဘထားရင်တရင်ကြရင် ထိတာပဲဟုတ်တယ်ဆိုတော့ဒါကျွန်တော်တို့ grand time ဘုတ်အနေနဲ့လဲကျွန်တော်ရဲ့ vision ကိုကကျွန်တော်တို့ဒီနောက်ဆယ်စုနှစ်ပေါင်းများစွာတိကျွန်တော်တို့တမတမတ်ရှိရှိနဲ့ ethic ကြကြတဲ့သဘောဝစိန်တွေကိုရောင်းကျင်နေဟုတ်ကဲ့အဲ့တော့လဲကျွန်တော်တို့တမတမတ်ရှိအောင် ethic ဖြစ်အောင်အဲကျွန်တော်တို့အခုမှထားပါတော့ကျွန်တော်တို့ဒီမှာ diamond origin ဆိုတာမျိုးတွေမလာသေးဘူးဆိုပေမဲ့အခုကျွန်တော်တို့ပြောတဲ့ thing color ထားပါတော့ကျွန်တော် fg လို့ပြောနိုင်ပြီဆိုလို့ရှိရင်တကယ်လည်း fg ဖြစ်အောင်ကျွန်တော်တို့ဒီ တကယ်ကို local နဲ့ကျွန်တော်တို့ဒီ local dream မှာကိုပဲတကယ်ကိုကျွမ်းကျင်တဲ့ပညာရှင်ပညာရှင်တွေစီမှာကျွန်တော်တို့လေ့လာစီးကပ်ပြီးတော့သူတို့စီကနေရလာတဲ့နိုင်ငံတကာဆင့်သတ်မှတ်ချက်တွေနဲ့ကျွန်တော်တို့သတ်မှတ်ပြီးတော့ရောင်းချရတဲ့အတွက်ကြောင့် ဒါ ethic ဘိုင်းကတော့ကျွန်တော်တို့ hundred percent အပြည့်ဝယုံကြည်မှုရှိတယ်ပေါ့နော်ဟုတ်ကဲ့ဆိုတော့မှကျွန်တော်ပြောတာနည်းနည်းလေးကများသွားပြီဆိုတော့ဒီနိုင်ငံကဈေးကွက်ကြောင်းပြောရင်လည်းမှ local တွင်းမှာဘလို့အပြောင်းလဲမှုလေးရှိတယ်ဘလို့အပြောင်းလဲလေးရှိလဲမှဆွေးနွေးပေးပါဦးဟုတ်ကဲ့အမတော့လေ local ကြောင်းမပြောခင်မှာကိုရရင်ကကဆွေးနွေးသွားတဲ့ international နဲ့ပတ်သက်ပြီးတော့ကိုရရင်ပြောသွားတဲ့ news တွေတကယ်ကောင်းပါတယ်ဟုတ်ကဲ့ဒါလဲလေဒီအမတို့ မတို့စီကတချို့တော့ကတ်စမာတွေတိချင်နေကြရတယ်ကြားချင်နေကြရတယ်အမေကိုမျိုးလေးတွေဆိုလို့ရှိရင်ဒီမှာအဖြေတစ်ခါရဲ့ပါသွားတယ်လို့မျိုးဖြစ်သွားတာမျိုးပေါ့နော်အတဘာဝစိန်ဟုတ်ရဲ့လားစိန်ရောစိတ်ရဲ့လားစသဖြင့်ဒီလိုမျိုး question မတရားလေးအမြင်နဲ့မြင်ဟားနေခဲ့တာပေါ့နော်တို့ရဲ့ရင်ထဲမှာစိတ်ထဲမှာဒါပေမဲ့ဒီတည်င်းလေးကတကယ်ကိုတည်င်းကောင်းလေးလည်းဖြစ်တယ်ဆိုတော့အဲကြည်နေရဲ့ viewer တွေအနေနဲ့ဆိုလို့ရှိရင်လေဒီတည်င်းလေးကတကယ်ကိုမှအကျိုးမြတ်ရှိမယ်လို့ယုံကြည်ပါတယ်ဆိုတော့အမအပိုင်းကိုပြောမယ်ဆိုလို့ရှိရင်အမပုံမှန်ဆိုလို့ရှိရင်တော့ look ကယ် market trend တွေကိုပြောလေပြောထားရှိရပါဘောเนาะဒါမဲ့ဒီတစ်ခေါက်မှာတော့အမကအဲဒီ grand time mall မှာရောင်းခဲ့ရအခုဆိုလို့ရှိရင် grand time mall အမတို့နောက်လာဆိုလို့ရှိရင်လာမဲ့ဒီဒီအော်တိုဘာလာတင်မှာဆိုလို့ရှိရင်၄နှစ်ပြည့်ခဲ့ပြီပေါ့เนาะဆိုတော့၄နှစ်ကာလ၄နှစ်ကာလတကယ်တမ်းကြာလို့ရှိရင်သူများတွေတွေ့အောင်၄နှစ်ပဲရှိတယ်တူတူလေးဒါမဲ့အဲ့တူတူလေးအတွင်းထဲမှာအမတို့ group ဖြစ်အောင်အများကြီးစူးစမ်းရတဲ့ဒီ marketing မှာဝင်စားအမတို့အများကြီးပေါ့เนาะအဲဒီ marketing မှာအစ ပြီး advertising ကအစပေါ့နော်ပြီးရင်ဒီ sales person တွေကအစပေါ့နော်ဒီ education ကအစအမတို့အများကြီးကိုမှအဲတိုးတက်အောင် group ဖြစ်အောင်အများကြီးစူးစမ်းခဲ့ရပေါ့နော်အဲ့ဒီမှာမှာအမတို့ရဲ့ achievement လေးတွေကိုမှဒီမှာအဲပြောပြပေးချင်တာပါ။ကောင်းပါလေမ။အဓိကဘာလို့ဆိုတော့မာက best seller လေးတွေကိုပြောပြပေးချင်တာပါနော်။ sign design နဲ့ best seller ကတော့မတူဘူး။ design နဲ့ design ရောင်းအားရောင်းချေမတူဘူးပေါ့နော်။ဒါပေမဲ့အဲ့မှာမှာအမအမရစီမှာ၄နှစ်တာလုံးရောင်းခဲ့ရတယ်။ best seller item ကတော့ GIA point 3 eye color ဖြစ်ပါတယ်ဆိုတော့ eye color ဒီဟုတ်တယ် eye color ဒီအာသူကဘယ်လိုလဲဆိုတော့အမားတို့မှာ အဲ့ဒီအင်ကာလာကြီးပဲရောင်းရတာလားဆိုတော့လည်းမဟုတ်ပါဘူးအဓိက point 3ကတော့ရောင်းရအများဆုံးဒို့ပေမဲ့အဝယ်အများဆုံးကတော့အင်ကာလာကအဝယ်အများဆုံးပေါ့နော်ဆိုတော့အဲ့မှာပြန်တွေးကြည့်ရင်အဲ့တော့ဆိုင်ရောင်းအောင်ငါတို့ဘာလို့တည်ရမှာလဲဆိုတော့တကယ်တမ်းကျတော့အဲ့လိုအဲ့ဒီဘက်ကိုသွားချင်တာတော့မဟုတ်ဘူးပေါ့နော်အဓိကအမဘာလို့ဆိုလို့ချင်တာလဲဆိုလို့ရှင့် ပစ္စည်းတစ်ခုဝယ်မယ်ဆိုလို့ရှိရင်လူတိုင်းမှာအများအားဆိုရင်ပူပန်နေရတာလေးရှိဘာကာလာဝယ်တင်တာလဲဘာပစ္စည်းဝယ်တင်တာလဲဆိုတော့ question mark တွေအများကြီးရှိရယ်ပေါ့နော်ဆိုတော့အမကဒီညမှာဒါလေးကိုပြောချင်တာအမတို့ GIA point 3ပေါ့နော် GIA point 3အိုင်ကာလာကိုမတို့ဒီရောင်းခဲ့ရတာဆိုရှင်အခု၄နှစ်တာအတွင်းမှာအပွင့်တစ်ထောင်ဝင်ချင်တော့ရှိနေဆိုတော့ဒီအပွင့်တစ်ထောင်ဘာလို့ရောင်းရလဲ GIA point 3ပဲအပွင့်တစ်ထောင်ဝင်ချင်ဆိုတော့ ဘလို့ရောင်းခဲ့ရလဲဆိုတော့ဒီနှစ်အပိုင်းခြားမှာဆိုရှင် tennis တွေအရန်ခတ်လာကြတယ်အရန်ခတ်များလာကြတယ်အရင်တော့ဆိုလို့ရှင် GIA နဲ့ဒီလို tennis ကျိုးတွေ hand chain တွေခတ်ဖို့အတွက်ကတိတ်ပြီးတော့တချို့ကဟိုဝတ်တမ်းတွေပဲခတ်ကြရများတယ်ကောဈေးနှုန်းအရာရောဈေးနှုန်းရော quality ရောကြည့်ပြီးတော့ဝတ်တောင်းတွေပဲ loose diamond လေးတွေပဲခတ်ကြရများတယ်တို့ပေမဲ့ ဒီနှစ်နှစ်လောက်တော့ရှိပြီပေါ့နော်နှစ်နှစ်လောက်တော့ရှိပြီမာရီစီမှာတန်နစ်ဂျိုးတွေလက်ဆွတ်တွေပြီးလို့ရှိရင်ဒီဟန်ချင်းတွေပေါ့နော်ဒါလေးတွေအခက်များလာအခက်များလာတဲ့အချိန်မှာဂျိုးတစ်ဂျိုးဆိုလို့ရှိရင်ဘလို့ပဲသုံးတုံးအပွင့်20ရဲ့အထက်မှာသုံးရတယ်ဒါပေါ့မှာအပွင့်20ရဲ့အထက်မှာသုံးရတယ်ပြီးတော့နော်ဟန်ချင်းကက်ကက် ဟုတ်တယ်ပြီးတော့လည်းအမတို့မနှစ်တုံးအောင်အမတို့၃နှစ်ပြည့်မှာ၃နှစ်ပြည့်မှာစပြီးတော့ဒါဟိုဖောက်လိုက်တယ်လို့ပဲပြောရမလားပေါ့နော်အရင်တော့ကအမနှစ်က၃နှစ်ပြည့်တုံးအောင်ဆိုလို့ရှိရင်အမတို့ GIA point 3တွေကို30%နဲ့အမတို့ရောင်းချပေးခဲ့ရရောင်းချပေးခဲ့ရအဲ့ဒီအချိန်မှာ30%နဲ့ဆိုဘလို့ဖြစ်တန်းနေလီကွာနော်တန်းနေဆိုတော့ GIA certificate နဲ့ရမယ် GIA certificate နဲ့လည်းရမယ် quality လည်းကောင်းမယ်ပြီးလို့ရှိရင်လည်းအပွင့်များများလည်းတခါတည်းရွေးဝယ်လို့ရတယ်ဆိုရဲအားလေးလုတ်ပေးခဲ့ရတဲ့အချိန်မှာတော်တော်များများဝယ်ချရပေါ့နော်အခုဆိုရှင်တော့အမတို့ ါလေးနှစ်ပြည့်ဆိုတော့ point 4ရောင်းတယ်ဒီလို signature လေးနေတော့အာရောင်းရောင်းချပေးနေတာပေါ့နော်ဆိုတော့10နှစ်ပြည့်ဆို10 carat လောက်ရောင်းတယ်ဟုတ်တယ်ဟုတ်တယ်အဲဒါတော့ဒီတိုင်းအမတို့ marketing အနေနဲ့ပဲအမတို့ရောင်းလိုက်ကြတာပေါ့နော်ဒါပေမဲ့အဲ့ဒီတော့ point 3ရောင်းခဲ့လိုက်တဲ့ ရောင်းရတာအမတို့နှစ်နှစ်အတွင်းမှာဆို point 3ကတော်တော်လေးရောင်းခဲ့ရတယ်။ Dennis Joe တွေရောစသဖြင့်ပေါ့နော်။ဒီ point 3နဲ့ခတ်ကြရတာဆို wedding နေဆိုလို့ရှိရင်လည်း point 3နဲ့ခတ်ကြရများတယ်။ဘာပဲခက်ခက် point 3ကိုရွေးကြရပေါ့နော်။ဆိုတော့ point 3ကအမတို့ရဲ့ grand diamond မှာ best seller ဖြစ်ခဲ့ပါတယ်။ဆိုတော့နင်တို့ဆိုင်ရဲ့ best seller ကိုတီးဖို့လို့လားဆိုတော့အဲ့လိုမျိုးကြီးလဲမဟုတ်ပါဘူးအမဒီနေရာမှာဘာလို့ပြောချင်လဲဆိုတော့အိုင်ကာလာတီး အိုင်ကာလာဒီအမားတို့ရဲ့လူ10ယောက်မှာ10ယောက်လောက်ရွေးတဲ့ကာလာဖြစ်တယ်မှန်ပါတယ်10ဦးလောက်ရွေးတဲ့ကာလာဖြစ်တယ် quality အပြင်လည်းအဆင်ပြေဒီနှုန်းအပြင်လည်းအဆင်ပြေ effect ဖြစ်တယ်လीဆိုတော့ဒါကဘာလို့ညွှန်းတာလဲဆိုရှင်အဓိကအိုင်ကာလာဒီအဲ့တော့အလွယ်ပြောရလို့ရှင်ကြောက်သမားကြီးပြောလို့ပြောထားရှိရဆိုရှင်ခုနှစ်ရက်သားသမီးကြိုက်တဲ့ကာလာလို့ပြောလို့ပြောလို့ရတယ်ပေါ့နော်အိုင်ကာလာကိုတော်တော်များများရွေးချယ်ကြတယ်ဆိုတော့အဓိကမတို့ဒါကဘာလဲဆိုရှင်ကာလာရွေးဖို့ ကာလာရွေးဖို့တခါလေကြာလို့ရှိရင်စဉ်းစားနေကြတဲ့သူတွေပြီးရွှေကာလာနဲ့ pricing နဲ့ဒီဒီ correct ကရက်ချိန်နဲ့ကိုချိန်ပြီးတော့စဉ်းစားနေတဲ့သူတွေမှာအမဒါလေးကိုပြောချင်တာ။ဘာလို့ဆိုတော့အမဗာနဲ့နှိုင်းရှင်ပြီးပြောရမလဲဆိုရှင်စားတော့ဆိုင်တစ်ခုရဲ့မင်းညူးနဲ့အမတိုင်ဟိုပြောချင်တယ်ပေါ့နှိုင်းရှင်ပြီးပြောချင်။ဟိုလိုရေနာပစ္စည်းကိုစားတော့ဆိုင်နဲ့အစားတော့နဲ့နှိုင်းရှင်တာမျိုးတော့မဟုတ်ပါဘူး။ဒါပေမဲ့အမရဲ့ဆိုင်ဒီဇိုင်းသွားတယ်။တစ်ခုခုစားတော့မယ်။ဒါပေမဲ့ဒီဇိုင်းအမကိုပထမဆုံးစားတယ်။ပထမဆုံးစားရတယ်ဆိုလို့ရှင်ဒါပေမဲ့အမမင်းညူးကိုကြီးလိုက်တဲ့အချိန်ကြာလို့ရှင်ဟဲ့မြန်မာလေးကိုစီမှာဘာအစားများလဲ။ ဘာသာများလဲအဲဒါပဲမေးရအဘာလေးအစားများလဲပြီးဘာလေးအဝယ်များလဲစသဖြင့်မန်လေးစီမှာအရောင်းဝါဆုံးကဘယ်ဟာလဲအစားများဆုံးကဘယ် item လဲဒီလိုပဲမေးကြရမျိုးပေါ့နော်ဆိုတော့အမားတို့စီမှာတော့ best seller က point 3 eye color ဆိုတော့ point 3ရွေးချယ်မယ်သူဆိုလို့ရှင်တော့ eye color ရွေးမယ်စသဖြင့်တခြား color တွေလည်းရွေးကောင်းရွေးမယ်ပေါ့နော်ဆိုတော့လူအများဆုံးကြိုက်တဲ့အာလူအများဆုံးကြိုက်တဲ့ color တွေလူကြိုက်များတယ်ဆိုကြတဲ့ကောင်းတယ်လို့ပြောလို့ရတယ်ဆိုတော့အမားကောင်းလို့ပဲကြိုက်ကြတယ် ြိုက်ကြရတယ်လူများစုလက်ခံပြီဆိုပြီးကောင်းလို့ပေါ့နော်ဟုတ်တယ်ဆိုတော့အမကအဲဒီနေ့မှာတော့ local market trend မဟုတ်ပင်ねဒီတိုင်းမဲ့အမတို့ရဲ့ဒီ grand time moment မှာဝယ်နေကြရောင်းနေကြ customer တွေလူကြိုက်များတဲ့ကာလာကိုအမဒီဒီမှာတော့ဆွေးနွေးပေးသွားတာဖြစ်ပါတယ်ကိုရင်ဟုတ်ကဲ့ပါအမကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကိုရင်ကျေးဇူးတင်ပါတယ်ဒါတော့ကျွန်တော်တို့ Diamond News Program ရဲ့ Part 1 Part 1မှာတော့ကျွန်တော်တို့မော်နမနီယောက်က International News ကျွန်တော်တို့စိန်ချစ်တဲ့သူတွေစိန်သဘောကျတဲ့သူတွေတိတိတိတ်တဲ့ Internet News နေ့လေးနဲ့နောက်ပြီးတော့ကျွန်တော်တို့စိန်ဝယ်မဲ့သူတွေဟုတ်ကဲ့ဘာဝယ်ရမလဲစဉ်းစားအခက်နေတဲ့သူတွေအတွက်ကမဝီပေးသွားတဲ့အဖြစ်ရလို့ကျွန်တော်တို့ဖြစ်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒုတိယပိုင်းမှာတော့ဖိုးစီနဲ့ပတ်သက်တဲ့ကျွန်တော် Grand Diamond မှာအမြဲတမ်းလာမင်းနေမိကွန်းနေရှိတယ်အဲမိကွန်းတွေကျွန်တော်မော်နမနီယောက်ကစူးစေးပြီးတော့ဆွေးနွေးတော့မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ် for those who want more.